ထိုင်းအာဏာပိုင်တွေဟာအရှိတောင်အာရှမှာကြီးမားတဲ့တရားမဝင်လောင်ကစားလုပ်ငန်းကိုထူထောင်ခဲ့တယ်လို့ဆွဆွဲခံထားရတဲ့တရုတ်လူမျိုးရှီကြီးကျန်းကိုတရုတ်ကိုလွှဲပြောင်းအပ်နှံခဲ့ကြောင်း BBC သတင်းမှာဖော်ပြခဲ့ပါတယ်။နိုင်ငံတကာရဲတပ်ဖွဲ့ထံတရုတ်ရဲ့တောင်းဆိုမှုအရထိုင်းရဲ့တပ်ဖွဲ့ဟာရှီကို 2022ခုနှစ်ခရဲကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ရှီဟာတရားမဝင်လုံခြုံရေးလုပ်ငန်းတွေကိုဖွင့်လှစ်ထားကြောင်းတရုတ်ကဆွဆဲခဲ့ပြီးသူ့ကိုတရုတ်ကိုလွှဲပြောင်းအနှံမို့ထိုင်းတရားရုံးကအခုသတင်းပတ်တွင်အတည်ပြုခဲ့တာဖြစ်ပါတယ်။ရှီဟာနိုဝင်ဘာ12ရက်ကဘန်ကောက်လေဆိပ်ကို ရောက်ရှိခဲ့ပြီးသူ့ကိုလုံခြုံရေးအရာရှိနှစ်ဦးကလိုက်ပါဆောင်ကြက်ခဲ့ပါတယ်။ထိုင်းပြည်ရဲ့ မိုင်းဝင်တရုတ်ခီးစင်မတိုင်းမီထိုင်းကရှီကိုတရုတ်ထံလွှဲပြောင်းအနှံခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းပြည်ရင်ဟာတရုတ်ကိုပထမဆုံးအကြိမ်နိုင်ငံတော်ခီးစင်အဖြစ်သွားရောက်မှဖြစ်ပြီးဒါဟာနှစ်နိုင်ငံဆက်ဆံရေးတွေမြင့်တက်နေတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ရှီဟာအရှိတောင်အာရှမှာရှိတဲ့ကြားဖြန့်စင်တာတွေနဲ့ပတ်သက်ဆွေးနွေးမှုရှိတဲ့ နမဲအကြီးဆုံးလုပ်ငန်းရှင်တွေထဲမှာတဝက်အပါအဝင်ဖြစ်ပါတယ်။ရှီရဲ့နမဲဇိုးနဲ့အကျော်ကြားဆုံး project တစ်ခုဟာထိုင်းနယ်စပ်အနီးမှာရှိတဲ့မြန်မာနိုင်ငံရဲ့ရွှေကုတ်ကိုမြို့ဖြစ်ပါတယ်။ဒီမြို့ဟာတရုတ်ခရီးသွားတွေအတွက်အပန်းဖြေမြို့အဖြစ်ကြော်ညာဗီဒီယိုတွေထဲမှာရိုက်ကူးဖော်ပြထားပေမဲ့လက်တွေ့မှာ online ပေါ်ကနေငွေကြေးလိမ်ညာမှုတွေငွေကြေးခွာချမှုတွေလူမှောက်ခိုးကူးမှုတွေနဲ့ပြည်နေတဲ့မြို့ဖြစ်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။